ထမင်းစားမှာလားထမင်းမစားရဘူးလားသူမတို့ကဘာလို့ကြမှာလဲလို့ပရိသတ်တွေကိုမေးခွန်းပြန်ထုတ်လာခဲ့တဲ့ဂျူလီပရိသတ်တွေအားလုံးမင်္ဂလာပါရှင်ဂျူလီဟာဆိုရင်တော့မဟုတ်မခံပုံစံနဲ့ဆက်ဆက်တိမခံစွာတီးလန်လေးဖြစ်တာကြောင့်တော်ရုံလူမထီခဲ့တဲ့အမျိုးသမီးအမှုပညာရှင်တယောက်ဖြစ်ပါကျူလီဟာဆိုရင်သူမမှန်တဲ့ထင်လဲဘသူကိုမဆိုပြန်ပြောရဲပြီးတော့ဖြင်းရှင်းရတဲ့တတိလည်းရှိသူတယောက်ဖြစ်ပါ යි မီဒီယာတွေအလုံးလုံးပုံမဟုတ်ရင်လဲပေါ်တင်ပြောရတဲ့တတိရှိသူတယောက်ဖြစ်ပါ යි ဒါပေမဲ့လည်းဂျူလီတယောက်အလုပ်ပေါ်မှာတော့လေးစားသူလေးဖြစ်ပိုင်သူမလက်ခံထားတဲ့အလုပ်ဆိုရင်ပြည်ပြင်အောင်လုပ်တတ်ပြီးတရုတ်ဆောင်ဘက်မှာလည်းစူးစမ်းသူတယောက်ဖြစ်ပိုင်တရုတ်ဆောင်ဘက်မှာအပေါ်လိုမရှိတရုတ်ဆောင်နိုင်မှုတွေကြောင့်ပဲပြည်သူတွေရဲ့ချစ်ချင်းကိုခံရသူတယောက်ဖြစ်ပိုင်ဂျူလီကစွာပြီးမဲ့လည်းသူစွာလာလေးကချစ်စရာကောင်းနေရာကြောင့်ပြည်သူတွေအချစ်ပုံနေကြတာဖြစ်ပိုင်ဂျူလီဟာပွပွင့်လင်းလင်းပြောတတ်ပြီးဟန်ဆောင်မှုတွေလည်းမရှိသလိုအလုံးလောက်ရာမှာလည်းတိကျပြတ်သားစွာလုံနိုင်သူတယောက်ဖြစ်ပိုင် MRTB ဖုန်းဇလန်းတွဲတွေနဲ့နာမည်ရရှိလာခဲ့ပြီးအခုချိန်မှာလည်းရုပ်ရှင်ကားကြီးတွေနဲ့ဇလန်းတွဲမြောင်များစွာကိုရိုက်ကူးနေရသူတယောက်ဖြစ်ပါကျူလီရဲ့အလုတ်ပေါ်လေးစားမှုပြပြင်အောင်ကျုပ်ဆောင်နိုင်မှုတွေကြောင့်လဲဒရိုက်တာတွေသဘောကျပြီးရိတ်ကူးရည်တွေစဉ်ဆက်မပြတ်လုပ်ကိုင်နေရတာဖြစ်ပိုင်တွဲပြီးကျုပ်ဆောင်တဲ့မင်းသားမင်းသမီးတွေနဲ့လဲဆက်ဆံရေးပြပြသူတယောက်ဖြစ်ပိုင်ကျူလီကကျုပ်ဆောင်တဲ့အလုတ်အပြင်သူမအားတဲ့အခါမှာလဲအစားစားတဲ့ဗီဒီယိုဖိုင်တွေကို ။သူမအားတဲ့အခါမှာလဲအစားစားပြားတဲ့ဗီဒီယိုဖိုင်တွေကိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှတင်လင်းရှိရာဖြစ်ပါတယ်။အစားတောက်ကိုလည်းအပါတရားစားပြီးဝိတ်တက်မှာကိုလည်းမကြောက်သူဖြစ်ပါတယ်။သူမကတော့အစားတောက်ကိုခုံမင်သူတယောက်ဖြစ်တာကြောင့်အစားတောက်စားနေရရင်ကိုဖြည့်ဆုံးပြီးပျော်ရွှင်နေပြီလို့လည်းဆိုပါတယ်။တချို့အမှုပညာရှင်တွေကလည်းထမင်းမစားကြဘူး။အဲ့လိုထမင်းမစားတဲ့အပေါ်မှာလဲပရိသတ်တွေကဝေဖန်ကြတယ်လို့သူမလို့ထမင်းကိုတနစ်တဘောထမင်းစားတဲ့သူမျိုးကြတော့လေ ဒီလောက်ဇာနေမှာတော့ဘိုက်မှာအစီရေစုပြီးဝလာတာပေါ့ဆိုပြီးဝေဖန်မှုမျိုးကိုခံရကြောင်းပြောလာခဲ့ပိုင်။သူမကတော့သူမကိုအစီရေနဲ့ဘိုက်ပူနေရလို့ဘလို့ပဲဝေဖန်နေပါစေစားမှာပဲလို့ဆိုပိုင်။ဂျူလီကတော့သူမထမင်းဆိုင်နဲ့မကျေနပ်ချက်တွေကိုပြောဆိုခဲ့တာဖြစ်ပိုင်။အမည်မတော်တာတွေသူမမျက်လုံးတဲကန့်လန့်ဖြစ်နေရမျိုးဆိုရင်ခြေပပြောဆိုတာဖြစ်ပိုင်။သူမအနေနဲ့အစာစာရင်ရန်တွေ့တယ်လို့မျိုးဗီဒီယိုရိုက်ပြီးစားတာကလည်းပြင်းလို့ပါလို့ဆိုလာခဲ့ပါ යි ။ငငယ်ကမိသားစုနဲ့တူထမင်းစားပေမယ့် အခုတော့မိသားစုနဲ့ခွဲနေရတာရောအလုပ်တွေမအားတာကြောင့်ရောတယောက်တည်းစားဖြစ်နေတဲ့အခါပြင်းပြီးအထီးကျန်တယ်လို့ခန်းစားရတာကြောင့်ဗီဒီယိုရိုက်ပြီးတော့ထမင်းစားခြင်းဖြစ်ကြောင်းရှင်းပြလာခဲ့ပါတယ်။အစားတောက်စားရတာကိုသဘောကျပြီးတော့ဘီနာကသူများစားနေတဲ့အတန်ကြိုင်းရင်တော့စားခြင်းနဲ့ဘီနာကသူများအစားတောက်ဗီဒီယိုကြည့်နေတာသူမကစားခြင်းစိတ်တွေဖြစ်ပေါ်လာကြောင်းကိုပြောပြလာခဲ့ပါတယ်။အစားတောက်ဆိုရင်လည်းအာရပါရအစားတောက်တက်ပြီးတော့ဘာစားစားလဲစားကောင်းနေရဲ့လို့ပြောလာခဲ့ပါတယ်။ ထမင်းမစားတဲ့ကောင်မလေးတွေကိုကြည့်လိုက်ရင်ခန္ဓာကိုယ်ကအရန်လှတယ်။သူမကတော့စားကျင်တာတွေတဝတပြဲစားတာကြောင့်ဘိုက်ကတော့အစီတွေထွက်နေရဲဆိုပြီးပြောလာပါတယ်။အသက်လည်းကြီးသွားပြီဖြစ်တာကြောင့်အခုနောက်ပိုင်းတော့ကုကုကုဂရုစိုက်ဖြစ်တယ်လို့လှအောင်လည်းနေဖြစ်တယ်လို့ဆိုလာခဲ့ပါတယ်။လူရင်းကတော့သူ့ကြိုက်တဲ့သူမို့သူမအနေနဲ့ထမင်းစားတာမစားတာကိုမဝေဖန်ချင်ဘူးလို့ဆိုပါတယ်။ဂျူလီကတော့ထမင်းမစားရရင်မနေနိုင်သူမို့ထမင်းကိုလည်းအပါတရာအစားဖြစ်တဲ့အကြောင်းလေးလည်းပြောပြလာခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်းထမင်းစားတာကောင်းလားမကောင်းဘူးလားဆိုတာကိုပြောပြခဲ့ကြပါအောင်ရှင်